ဒါကျွန်တော်တို့အမှုပညာလောကရဲ့အထင်ကြီးအပုဂ္ဂိုလ်တဦးထဲမှာပါပါတယ်ကျွန်တော်တို့ငငယ်တော့ဟိုတကားစားနှစ်ကားစားပဲကျွန်တော်ပြီးခဲ့ရတာเนาะဟိုပြင်းရင်းရဲ့ဖခင်ဆိုရင်လည်းမမပါဘူးဒါပေမဲ့ကျွန်တော်တို့ငငယ်လုံလေးရလဲဒီသူရဲ့ပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုတိတ်ခွေခစ်ကတဲ့ဟိုကကျွန်တော်တို့ဒီရှုအားပေးခဲ့ရတယ်နောက်ကျွန်တော်တို့အမှုပညာလောကရဲ့စာဝင်တဲ့အချိန်မှာလည်းစင်ဆောင်တင်တန်းသားအနေနဲ့သူကဆရာတယောက်တယောက်အနေနဲ့ပူချခဲ့ရတယ်ရှင် တနေ့တော့ဒီလမ်းကိုအကုန်လုံးသွားကြမှာပေါ့နော်အခုလိုမျိုးကိုလောကတွေအထင်ကြီးအတူဖြစ်တဲ့ဟိုဟိုကျွေးလွင်သွားတဲ့ခါကျတော့လေကျန်ကင်းတဲ့မိသားစုနဲ့အတူဝမ်းနေပြီးဆက်ပေါင်းဖြစ်မှာလေကြည့်မိပါတယ်ဆိုတော့ဒီလိုပဲပေါ့ကျွန်တော်လည်းလူတွေကလူပဲဆိုတော့ဒီလိုပဲခံစားမိပါတယ်ဒီလိုပဲဟိုမြင်ဝင်လေးမြင်တော့စိတ်ထဲမှာဝမ်းနေပြီးရဲ့ဒီလိုမျိုးပေါ့နော်ခုနပြောသလိုပေါ့ကျွန်တော်အားလုံးကတနေ့တော့ဒီလိုပဲအဲလောကကြီးကိုဆုံးဖြတ်သွားကြမှာလေ ူဆိုတော့ကိုယ်ပညာရေးသင်ပေးခဲ့တဲ့အလူတယောက်အလိုဆုံးရှုံးသွားတဲ့ခါကျတော့ဝန်းနေမိတယ်အဲသူပေးတဲ့ပညာရေးနဲ့ပဲဒီလောကထဲမှာတတောင်းတနေရနေပါဝင်ပြီးကျင်းလည်ပြီးရတဲ့အတွက်လည်းဒါမျိုးလေးတွေလို့ပြီးတဲ့ခါကျလို့ရှိရင်လည်းသူလည်းစိတ်ထဲမှာကျင်းတဲ့ပီတိဖြစ်နေပါဘူးအဲတော့ကျန်ခဲ့တဲ့မိသားစုတွေနဲ့အတူအဲသူသင်စာသင်ပေးခဲ့တဲ့ဒီတပည့်တွေရဲ့ပူစားပေါ့နော်အဲချက်တူဝန်းနေပြီးတော့ကောင်းရသူပြလာပါစေလို့ပဲဆုတောင်းလိုက်ပါတယ် ဟုတ်ကဲ့အဒီကနေ့ကတော့ကျွန်တော်တို့17ရက်နေ့မှာကျွန်တော်တို့အငလင်ပေးသေးပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်အဓိကကတော့အင်းလေးဒေသမှာပေါ့နော်အင်းလေးဒေသမှာလိုအပ်တဲ့နေရာတွေပြန်လည်ထူထောင်ရေးတော့ကျွန်တော်ရမုံွေရှာတဲ့ပွဲပါအဲရမုံွေရှိမှာတော့ကျွန်တော်တို့အများကြီးလုပ်ခဲ့ပြီးပြီးဒီဘောလုံးနဲ့လည်းကျွန်တော်တို့ရှာခဲ့ပြီးလဲအခုလည်းဒီဘောလုံးနဲ့ပဲကျွန်တော်တို့ထပ်ပြီးတော့ရမုံွေပွဲလေးထပ်ရှာပြီးတယ်အဓိကကတော့ကျွန်တော်တို့အသင်းမှာဆွဲဆုံပေါ့နော်အမှုပညာရှင်အကုန်လုံးအပြင်ကိုဒီမြမလက်ရွေးစင်ကစားသမားဟောင်းတွေလည်း ါဝင်ထားတယ်တစ်ဖက်မှာကျတော့ဒီရန်ကုန်မြို့မှာအခြေစိုက်ထားတဲ့အပျော်တမ်းဘောလုံးအသင်းဖန်ရှင်အုံနာတွေအကုန်လုံးစုစည်းထားတယ်ညွန်ပေါင်းအသင်းနဲ့ကျွန်တော်တို့ကစားကြမယ်အဓိကတော့ကျွန်တော်တို့မှာရန်ကုန်ဝေရီရရှိပြီးသားပါအဲဒီလိုကမကထာလုပ်ပြီးတော့တခြားအလူရှင်တွေလည်းအားရောက်တူတန်းလို့ရအောင်ကျွန်တော်တို့အခမ်းအနားနဲ့ဒီအားကစားပွဲတွေကျင်းပပြီးတော့ကျွန်တော်ရန်ကုန်ဝေရီပုံများသောပို့ပြီးတော့အလူရှင်တွေလည်းပုံများလောင်အတွက်ကျွန်တော်တို့အဓိကဖန်နေတဲ့တော်ပါကျွန်တော်တို့ဒီမှာပါဝင်မဲ့အဲကျွန်တော်တို့ဒီအားကစားနဲ့ဆိုင်တဲ့ အဲပစ္စည်းနဲ့အားကစားပစ္စည်းနဲ့ဆိုင်တဲ့ sponsor တွေလည်းရှိတယ်။နောက်ကျွန်တော်တို့ဒီပွဲကိုဖြစ်မြောက်အောင်လုပ်ပေးတဲ့အဲဒီဒီပွဲစီနဲ့ပတ်သက်တဲ့ဒီ sponsor တွေလည်းရှိတယ်။အဲဒီဟာအကုန်လုံးပေါင်းပြီးတော့မှကျွန်တော်တို့အင်းလေးဒေသမှာအပြည့်နဲ့ထူထောင်ရေးအတွက်တောက်ရောက်ပူဇော်မှုအတွက်အဓိကဟိုတက်ခဲ့ထားတဲ့ပွဲပါဟုတ်ကဲ့။အဓိကတော့အခုအခုချိန်မှာကျွန်တော်တို့အပြည့်နဲ့ထူထောင်ရေးအတွက်ပဲပေါ့နော်။နောက်ဒီနေ့နဲ့ကြာသွားတဲ့ခါကြောက်ရှင်ကျွန်တော်ပြည့်နဲ့နေရာချထားရေးအစီအစဉ်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့ဆောင်ရွက်ပါမှာကျွန်တော်အခုလက်ရှိဆိုရင်ကျွန်တော်ဒီ အလူတွေနဲ့ဒီလိုပါဝင်ပြီးတော့အဲကူညီတဲ့ဟာတွေကျွန်တော်တစ်ခါမှလည်းကျွန်တော်ဘာသာပေါင်းစုံအတွက်လည်းကျွန်တော်ပြန်လည်နေရာချတိုင်းအတွက်ပါဝင်ဆောင်ရွက်နေပါတယ်။ဒါကျွန်တော်တို့အမှုပညာလောကရဲ့အထင်ကြီးပုဂ္ဂိုလ်တဦးတည်းမှာပါလာပါတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကဟိုတကားစားနှကားစားပဲကျွန်တော်မိခဲ့ရတာပေါ့နော်။ဟိုကို ပြင်းရင်းရဲ့ဖခင်ဆိုရင်လည်းမမပါဘူးဒါပေမဲ့ကျွန်တော်တို့ငငယ်လုံးလေးကလည်းဒီလိုသူရဲ့ပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုတိတ်ခွေခစ်ကတဲ့ဟိုကကျွန်တော်တို့ tissue အားပေးခဲ့ရတယ်။နောက်ကျွန်တော်တို့အမှုပညာလောကရဲ့စာဝင်တဲ့အချိန်မှာလည်းစင်ဆောင်တင်တန်းသားအနေနဲ့သူကဆရာတောင်တယောက်အနေနဲ့ပို့ချခဲ့ရတယ်ရှိတယ်နော်။တနေ့တော့ဒီလမ်းကိုအကုန်လုံးသွားကြမှာပေါ့နော်အခုလိုမျိုးကိုလောကရီအထင်ကြီးအတူဖြစ်တဲ့ဟိုကျွေးလွင်သွားတဲ့ခါကျတော့လေကျန်ခဲ့တဲ့မိသားစုနဲ့အတူဝမ်းနေပြီးဆက်ပေါင်းဖြစ်မှာပေါ့ ကြည့်မိပါတယ်ဒီလိုပဲပေါ့ကျွန်တော်လည်းလူတွေကလူပဲဆိုတော့ဒီလိုပဲခံစားမိပါတယ်ဒီလိုပဲဟိုမြင်ကွင်းလေးမြင်တော့စိတ်ထဲမှာဝမ်းနည်းပြီးတယ်ဒီလိုပဲပေါ့တော့ခုနပြောလို့ပေါ့ကျွန်တော်အားလုံးကတနေ့တော့ဒီလိုပဲအဲလောကကြီးကိုဆွန့်ခွာသွားကြမှာပဲလေဘာလို့မဆိုပေါ့ဒါပေမဲ့အဲ့လိုကိုနောက်ဆုံးအချိန်လေးမှာတော့အဲ့လို ချိုးကြောက်လည်းဝေဒနာမရှိဘဲနဲ့ကြောက်ဖြစ်နေရတယ်ချိုးကြောက်လည်းဝေဒနာကြီးခံစားပြီးတော့ကြောက်ဖြစ်နေရတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အဲကျွေးလွင့်သွားတဲ့ခါကျတော့လည်းကြိုင်းတဲ့သူတွေကလည်းအခုလိုမျိုးပူဆွေးပြီးတော့ဝမ်းနေပြီးကြိုင်ခဲ့ကြတော့ဟောခံစားမိပါတယ်စိတ်ကောင်းလေးဖြစ်နေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့ဒီခါတော့ခုနကကျွန်တော်ပြောလို့ပေါ့နော်ဘယ်သူမှတော့ဝေဒနာကိုခံစားပြီးတော့အတက်မထွက်ချင်ကြဘူးလေအဲ့လိုအချိန်လေးမှာတော့အဲ ဘာမှခံစားမှုမရှိပဲဘာဝေဒနာမှမရှိပဲချတ်တစ်ခုကိုကူးသွားလိုက်တာကိုအဆင်ပြေမယ်လို့ထင်တယ်အဲ့လိုအဲ့လိုမျိုးလေးပဲအဲကျွန်တော်ကမြင်နေနေတယ်ဘယ်လိုမျိုးနေရတဲ့ခါကျတော့စိတ်ထဲမှာရောလဲခုနပြောသောတန်ဝေကလည်းရမိလို့စိတ်ထဲမှာလည်းမုန်းချက်တယ်လို့လည်းအခံစားရပါတယ်အဲ့လိုမျိုးတော့တွေးမိပါတခါတော့လည်းတွေးမိပါတော့တခါတော့လည်းအဲ့လိုတွေးလို့ရှိရင်ကိုကိုကိုတင်းတင်းဘုံတို့ဘုံတို့တစ်ခုဖြစ်လို့လည်းတခါကြောက်လည်းအဲကြော်ကြော်နေလိုက်တာများတယ်တခါကြောက်လည်းစိတ်ညစ်စရာလည်းဘယ်လောက်ရှိရှိအဲတင်းတင်းက ြောစရာတွင်းတွေ့လိုက်တယ်မတွင်းလည်းစေးတော့ပြီးအိမ်အိမ်လိုက်တယ်ပေါ့အဲ့လိုမျိုးလေးနဲ့ပဲကိုယ်မှာရှိတဲ့ pressure တွေ PR တွေစိတ်ဖိစီးမှုတွေစိတ်ညစ်စရာတွေကိုခါလေးအဲ့လိုရှင်းထုတ်လိုက်တယ်ခါလေးကြောက်တော့လည်းတရားလေးထိုင်ပြလိုက်တယ်ခါလေးကြောက်တော့လည်းငွေချင်းတွေနဲ့ပြောစရာလေးတွေရှောက်ခံနေလိုက်တယ်ခါလေးကြောက်တော့လည်းအပျော်လေးနဲ့ပဲဖြည့်ရှင်းလိုက်တယ်ခါလေးကြောက်တော့လည်းကိုယ့်ကိုတည်ငြိမ်အောင်တရားဓမ္မလေးနဲ့ပဲဖြည့်ရှင်းလိုက်တာများပါတယ်ကျွန်တော်တို့ကအဲ့လိုတင်ညာတင်နေတဲ့အချိန်ဆိုတော့အဲ့လိုဆရာတွေဟိုကိုယ့်ရဲ့ ဒီကိုယ်ဆိုစီနီယာတွေပေါ့နော်စီနီယာတွေအဲကိုယ်သင်တန်းသားပေါ်တော့ကိုယ်စာတင်တဲ့လူတွေအဲ့လိုမျိုးသင်ကြားပို့ချတဲ့ဟာမျိုးလောက်ပဲရှိပါတယ်ဟုတ်ကို့ပညာရေးသင်ပေးခဲ့တဲ့လူတယောက်အဲ့လိုဆုံးရှုံးသွားတဲ့ခါကျတော့ဝမ်းနည်းမိတယ်သူပေးတဲ့ပညာရေးနဲ့ပဲဒီလောကထဲမှာတတောင်းတနေရအနေပါဝင်ပြီးကျင့်လန်ပြီးရတဲ့အတွက်လည်းဒါမျိုးလေးတွေလို့သိတဲ့ခါကျလို့ရှိရင်လည်းသူလည်းစိတ်ထဲမှာကျင့်တဲ့ပီတိဖြစ်မိပါဘူး တော့ကျန်ခဲ့တဲ့မိသားစုတွေနဲ့အတူအဲသူတင်းစာတင်မိခဲ့တဲ့ဒီတပည့်တွေရဲ့ပူစားပေါ့နော်အဲထပ်တူဝန်နေပြီးတော့အကောင်းရတူပြီးလာပါသေးလို့ပဲဆုတောင်းလိုက်ပါတယ်